ကဲစက်တာကြိုက်တဲ့ချင်းညစ်ကိုတွေအတွက်ဒီနေ့မှာတော့စားလို့အရန်ကမှကောင်းပြီချဲရတာလည်းအရန်ကမှလွယ်ကူရိုးရှင်းတဲ့စက်တာစပလင်အေးဆန်းဟင်းအိုးလေးတူလာပြီးတော့ညှောက်ပေးပါမယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ချက်နီလေးကိုလိုက်ကြည့်လိုက်အောင်ပစ္စည်းလေးတွေကိုအဆင့်သစ်ပြင်ထားပေးပါအရင်ဦးဆုံးအိုးလေးထဲမှာစီလေးအသင့်တင့်လောက်ထည့်ပေးပါမယ် ကြက်သားကိုအင်ဂျင်နဲ့ချက်လို့ရတယ်လို့ဥကုံကြက်နဲ့ချက်လို့ရပါတယ်ဒီနေ့ဥကုံကြက်ကိုတုံးထားတာအတွက်ကြောင့်အစီအမင်းများပါတယ်စီလေးအနေငယ်ပူလာပြီဆိုရင်တော့မညံ့ညက်ထောင်းထားတဲ့ကြက်သွန်လေးထဲကြက်သွန်လေးနွမ်းသွားပြီဆိုလို့ရှိရင်တော့ကြက်သွန်ပြူနဲ့အစိမ်မုတ်ရောထောင်းထားလေးထဲအဆက်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ငုတ်ဒီအချောက်တောက်ကို15ထောင်းလောက်ထည့်ချက်လို့ရပါတယ်အခုလိုလေကြက်သွန်အနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့တန်းစစ်စစ်ကြအောင်ဆေးရတဲ့ကြက်သားလေးတွေကိုထည့်လို့ရပါပြီ။ အရသာကိုကြတော့စားလေးအနေတော်ထည့်မယ်အသားမုတ်လေးအတင်တင်လောက်ထည့်မယ်နောက်ထပ်ခရုစီလေးပါအနေတော်လောက်ထည့်ငံပြရည်အတင်တင်လောက်ထည့်ပဲငံပြရည်အနောက်ကိုလည်းအယောင်လေးလားစဖို့အနေတော်လောက်ပဲထည့်ပေးပါချက်တာကိုတခါလဲနေပြီးတော့ချက်ချင်တယ်ဆိုလို့ရှိရင်လည်းချက်လို့ရပါတယ်ဒီနေ့ကတော့ဒီချက်ကိုအချိန်ကြာကြီးချက်ပေးရမှာမို့လို့ကျွန်တော်လုံပြီးတော့မချက်တော့ပါဘူးအဖုံးလေးကိုလုံအောင်ပိတ်မယ် မီးလေးဖြစ်ဖြစ်လေးနဲ့အချိန်လေးကြာလာလို့စက်သားလေးတွေကအခုလိုလေးတင်းကျုပ်လာပြီဆိုလို့ရှိရင်ဟင်းအိုးလေးကမကန်အပေါ်အောက်တစ်ခေါက်လောက်လုံးဝပြီးသွားပြီဆိုလို့ရှိရင်တော့ရင်တွေလေးအတင်းတင်းလောက်ထည့်လို့ရပါပြီ ချက်တာဟင်းရဲ့အမွေးထံကိုကြတော့ကျွန်တော်ဇပလင်လေး၃ပင်လောက်ထည့်ပြီးတော့ချက်ထားပါတယ်ဂျင်းမှကြိုက်တယ်ဆိုရင်တော့ဂျင်းလေးပါထည့်ချက်လို့ရပါတယ်အဖုံးလေးကိုလောင်းအောင်ပိတ်ပြီးတော့ဟင်းအိုးလေးပပတ်ဆူတဲ့အထိတစ်ခါပြန်ပြီးတော့ချက်ပါမယ်ဟင်းအိုးလေးလည်းပပတ်ဆူလာပြီးဟင်းရဲ့အရည်လေးလည်းအနေတော့ခမ်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ချက်တာလေးနူးမနူးအရင်ကြည့်ပြရပါမယ်ချက်တာလေးမနူးသေးဘူးဆိုလို့ရှိရင်တော့ရင်တွေးလေးအနေတော်လောက်ထပ်ထည့်ပေးပါမယ်ခင်ဗျာမီးလေးပုံမှန်လောက်နဲ့အဖုံးလေးကိုလောင်းပိတ်ပြီးတော့အချိန်လေးအနေတော်ပေးပြီးချက်ပါမယ် ဟင်းရဲ့အနှံ့လေးလည်းမွေးလာပြီးအရေလေးလည်းအနှဲငယ်ခံသွားလို့အသားလေးလည်းကျက်သွားပြီဆိုလို့ရှိရင်တော့ဒီဟင်းအိုးရဲ့အပေါငံအရသာကိုကျွန်တော်တို့မြည်လို့ရပါပြီခင်ဗျာရှယ်ရှယ်ညနေလည်းရောက်ပြီဆိုတော့မတိပဲ ဒီချက်သားဟင်းလေးကိုကျွန်တော်ကအရေးဆမ်းပြီးစားပါမို့လို့အရေးကြီးခန်းချောက်သွားတဲ့အထိကျွန်တော်မချက်ထားပါဘူးတကယ်လို့ချက်ချောက်လေးစားခြင်းတဲ့ညီကိုတွေအတွက်ဒီထက်ပိုပြီးတော့ချောင်းနိုင်အောင်လဲမီလီပြေးနေနဲ့ဆက်ချက်ပေးလို့ရပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါချက်သားစပလင်ဟင်းလေးနဲ့စားလို့ရပါပြီခင်ဗျာတို့ကြရတဲ့နည်းနည်းတော့စုံလေးတင်ဒီဆွေးနဲ့စားလေးပိုပြီးတော့ရတာရှိတယ်အားရပါဘူးခင်ဗျာ 大家看，滑的掉。 သာတော့အရင်မှများတာရှိတဲ့စက်တာဟင်းနဲ့လိုက်ယူတော့ချက်သာကြည့်ပါခင်ဗျာထပ်ပြီးတော့တင်ပါထပ်ပြီးတော့တွေ့ရအောင်เนาะဘိုင်ဘိုင်